စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ခန်းနီမြို့နယ်အတွင်းစစ်မှုထမ်းခေါ်ယူမှုတွေကိုဥပဒေလမ်းကြောင်းကိုကျော်လွန်ကမလုပ်ဆောင်ပဲဥပဒေအတိုင်းဆောင်ရွက်ဖို့နာဂမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန် MI NSCNK AM အဖွဲ့ကပြောပါတယ်နာဂဒေသလေရှိလဟဲနန်းယုံမြို့နယ်တွေအပါအဝင်ခန်းနီမြို့နယ်တွေမှာမြမတက်မတော်နဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက စစ်မှုထမ်းခေါ်ယူမှုတွေကိုဥပဒေအတိုင်းဆောင်ရွက်မှုမလုပ်ဘဲအတင်းဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒါကြောင့် NSCNK AM အဖွဲ့ကလေရှိလဟဲနန်းယောခန်းနီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုတွေနဲ့ဗျူဟာမှုတွေထံကစစ်မှုထမ်းခေါ်မှုဥပဒေအတိုင်းသာဆောင်ရွက်ဖို့နဲ့ဥပဒေကျော်လွန်ပြီးဆောင်ရွက်ခြင်းတွေမပြုလုပ်ဖို့စာရီပေးပို့ထားတယ်လို့ NSCNK AM မှာညဉ့်ညေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌဦးချင်းအောင်ကပြောပါတယ်ကျွန်တော်တို့ဒီဘက်ဒေတာကြတော့အခုဆိုရင်ဟိုယောက်ျားလေးတွေဆိုအိမ်မှာကိုမနေရဘူးပြည်နယ်လေသူကအခု ဟိုလိုက်ဖမ်းပြီးတော့မှအဲ့လိုဖြစ်နေတာအဲလိုက်ဖမ်းပြီးတော့မှတချို့ဆိုမောမျိုးဟိုချွေမျိုးလုပ်တဲ့နေရာတွေမှာလိုက်ဖမ်းဖမ်းပြီးတော့မှသူတို့ကအဲ့ဒါတွေကိုဟိုဒီစီတို့ကလည်းပတ်စံနဲ့ပြန်ကြွေးခိုင်းပေါ့ဗျာအဲ့ဒါမျိုးတွေလောက်ပါတယ်ရှိနေတယ်ကျွန်တော်တို့ကျတော့ကျွန်တော်တို့ခဲရတဲ့ကျတော့အခါကျွန်တော်စာထုတ်သားတူပဲဟိုဥပဒေလမ်းကြောင်းအတိုင်းလောက်ပါပေါ့ဥပဒေလမ်းကြောင်းတိုင်းတော့စင်ခေါ်စာစင်ခေါ်စာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုစင်ခေါ်စာ င်းပေါ်စာခေါ်ခေါ်ပြီးတော့မှဥပဒေလမ်းကြောင်းတိုင်းလည်းအလုပ်လုပ်ပေးပါဆိုတော့ကျွန်တော်ကတို့တို့ကိုစာလေးထပ်ပေးထားတာရှိတယ်ဒါပေမဲ့သူတို့ကျတော့အဲ့လိုမျိုးမဟုတ်ဘူးနဲ့ကိုကလမ်းပေါ်မှာကျုံနေညမှာလိုက်ဖမ်းပြီးတော့မှမျိုးလုပ်နေတာတွေရှိတာပေါ့နော်အဲ့လိုမျိုးစင်းပေါ်စာလေးမပွားမနဲ့ဝရန်းလေးမပွားဘဲနဲ့အိမ်ဒီမှာအိတ်စင်းနဲ့စစ်ပြီးတော့မှဖမ်းတော့တဲ့ဟာတွေအများကြီးရှိတဲ့တို့ကြောင့်မို့ဒီမှာကျွန်တော်တို့ခန်းတီးဘက်မှာသေးလာကူးတဲ့ကလေးတွေပါပါတော့တဲ့အတိုင်းတာတွေအများကြီးရှိတယ် ် NSCNKAM ဟာနာဂလက်နက်ကိုင်အဖွဲ့ဖြစ်ပြီးမြန်မာတပ်မတော်နဲ့ငြင်းငြင်းကြီးလက်မှတ်ထိုးဖို့ဆွေးနွေးလျက်ရှိသောအဖွဲ့အစည်းဖြစ်ပါတယ်။မြန်မာတပ်မတော်ဟာမြန်မာနိုင်ငံတဝန်လက်နက်ကိုင်တော်လှန်ရေးကိုရင်ဆိုင်ကြုံတွေ့နေရပြီးစစ်အင်အားတိုးချဲ့နိုင်မှုအတွက်စစ်မှုထမ်းတွေကိုဆင့်ခေါ်လျက်ရှိပါတယ်။၂030ပြည့်နှစ်မှာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှန်29မြင်းဆောင်2010နဲ့ပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဟာ 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကစတင်ကအာနာတီစီယာမီဖြစ်ကြောင်းနာဇကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဒီနောက်မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေအရအကျုံးဝင်တဲ့အမျိုးသားအမျိုးသမီးစုစုပေါင်း9တန်းဝန်းကျင်ရှိပြီးတလကိုလူဦးရေ9000ကိုစစ်မှုထမ်းဖို့ဆင့်ခေါ်သွားမှာဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။လက်ရှိမှာမြန်မာတပ်မတော်ဟာစစ်မှုထမ်းဥပဒေအကျုံးဝင်ပြီးတဲ့နောက်အပတ်စဉ်စနေနေ့ထိဆင့်ခေါ်ထားပြီးဖြစ်ပါတယ်။